こんにちは。あのめみんなば。ကျမတို့လေဇူမတုံမေခန်းကြီးလေးနွေးလာတာဒီနေ့ကကျတော့မိကတ်မေပေါ့နော်၃ရက်မြောင်နေ့ပေါ့နော်ဒါဆိုရင်ဒီ၃ရက်မြောင်နေ့ရဲ့ပထမအဆုံးခန်းကြီးလေးကကျတော့ဒီမှာဥခပုဆိုတဲ့ညောဒီဆိုတဲ့ခန်းကြီးလေးပေါ့နော်ဒီဥခပုဥခုဥခဘေတို့ဒီ၃လုံးကကျတော့သူ့ရဲ့ခွင့်ရုံးမိတွေပေါ့နော်ဥခပု ဥခဘူပေါ်လောပေါ်ဒီဥခုမျောဒီဥခဘဲလို့ပေါ်လောပေါ်အောင်မျောချဒီပေါ့နော်မျောချဒီဆိုတော့ပေါ်လောပေါ်အောင်လုပ်ဒီဆိုတာဥခဘူဥခုဥခဘဲလို့ဒီသုံးလုံးကသူ့ရဲ့ခွင့်ရမီတွေဖြစ်ပါတယ်သူ့ရဲ့ဥယျာမီကကြတော့ဖုဆိုတဲ့ဥယျာမီရှိပါတယ်။စောက်ထင်းမှာတော့ဒီဖုကမပါဘူးပေါ့နော်။ဒီသုံးလုံးပဲစောက်ထင်းမှာဖော်ပြထားတယ်။ဒါပေမဲ့လည်းသိစေချင်လို့ပေါ့နော်။ဖုဆိုတဲ့ဥယျာမီရှိတယ်ဆိုတာကိုသိစေချင်လို့ဒီမှာနောက်ဆုံးစကားလုံးလေးကိုအရင်ကြည့်လိုက်ကြမယ်ကျွန်မတို့ကျွန်မတို့လေးပေါ့နော်။ဒါဆိုရင်ဒီမှာဥယေခန်းကြီးထဲကဥယျာမီဂျောဆိုတဲ့ဆိုတာနဲ့ပေါင်းလိုက်တဲ့အချိန်မှာဖုဂျော ဖူဂျောဖူဂျောရတယ်ပဲပေါ်လောပေါ်ဒီဆိုတဲ့အဓိပ္ပာယ်ပါပဲဒါဆိုရင်ဒီစကားလုံးလေးကသူစချားလေးပေါ်တော့သူရဲ့ဖူလည်းမဟုတ်ဘူး क्वे ပြားတဲ့စကားလုံးလေးဒါကတော့ဥဝခိဆိုတဲ့အတန်ထွက်ပေါ့နော်ဥဝခိဆိုပြီးအတန်ထွက်ပါမယ်ဥဝခိလေးလေးဒီလေးစားဒီကိုရဲ့ချစ်တူရှိနေတဲ့တာနဲ့တခြားတယောက်စီမှာဆက်ရောက်နေတာအဲ့လိုမျိုးဖောက်ပြန်ခြင်းစိတ်ရှိတာပြီးကြတော့ဒီလူကိုလေ့စားတာလင်းလေတာအဲ့လိုမျိုးကိုဥဝခိပေါ့နော်အပြင်မှာလည်းအရန်တုံးနေပေါ့နော်ဥဝခိဥဝခိပေါ့နော်ဒါဆိုရင်ဒါလေးကကြတော့လေးလေးဒီလေးစားတဲ့သူ့ရဲ့ဥယျာဉ်မြင့်တွေနဲ့ ကွဲနေရတာပေါ့နော်ဥဝခိဆိုပြီးတော့မှအတန်ထွက်ပါတယ်ဒါလေးကိုမဆက်ချင်းလို့ပေါ့နော်ထိထားပေးချင်းဖြစ်ပါတယ်စောက်တင်မှာတော့မပါပါဘူးဒါပေမဲ့မထားရင်တော့ကောင်းနေပေါ့နော်ဥဝခိဆိုတဲ့အတန်ထွက်လေရှိတယ်ဆိုတာပေါ့နော်ပြီးကြတော့သူ့မှာဥယျော်မိဖူရှိတယ်အစင်းဒီဥဝင်နေပေါ့လေအချိန်မှာဖူကျော်ပေါ့နော်ဖူကျော်အော်လောပေါ်တီဥဝခိလင်းလေဒီလေးစားဒီပေါ့နော်ဒီသုံးလုံးကကြတော့ခွင့်ရုံမိဖြစ်ပါတယ်ဒါဆိုရင်သူ့ရဲ့ပြောင်းပြန်စကားလုံးလေးပေါ့နော်ဒါဆိုရင်ဒါကကြတော့ပေါ်လောပေါ်တီဆိုတော့ဒါလေးက နစ်မြုပ်တီပေါ့နော်ရှီဇူမှုရှီဇူမှုလို့တတ်ထပ်ပါတယ်ရှီဇူမှုနစ်မြုပ်တီဒီမှာခြေထောက်လေခြေထောက်အထိပါဆင်းလိုက်မယ်ဆိုရင်ကတော့နစ်မြုပ်သွားမယ်ပေါ့နော်ဒီမှာခြေထောက်လေးပါတဲ့အတွက်ကြောင့်မလို့အစိုးရင်ဒီလိုခြေထောက်ပါတဲ့ခန်းကြီးလေးကကျတော့ရှီဇူမှုဖြစ်ပြီးတော့မှဒီမှာကလေးလေးပေါ့နော်ခိုးပါတဲ့ကလေးလေးကကျတော့ကလေးတွေကပေါ့ရတယ်နော်ကလေးတွေကပေါ့နေစင်ကြတော့ရေမှာပေါ်လို့ပေါ်နိုင်ပြီဆိုပြီးတော့မှမလို့ရတယ်ပေါ့နော်အစိုးရင်ကလေးပါတယ်ဆိုရင် ရေပေါ်မှာပေါ်လို့ပေါ်တီမျောချပြီအစွင်ခြေထောက်အထိပါနင်းမြုပ်လိုက်ပြီဆိုရင်ကတော့ဒါနင်းမြုပ်သွားပြီပေါ့နော်ခြေထောက်အထိပါခြေထောက်ခြေထောက်ပုံစံနဲ့ပါလေဆိုရင်ဒါနင်းမြုပ်တီရှီစုမှုပေါ့နော်အစွင်သူ့ရဲ့ရှီစုမှုမှာအုံယုံရှိပါတယ်စောက်ထင်းမှာတော့မပါဘူးဒါပေမဲ့အတိစေချင်လို့ထည့်ပေးထားတယ်ပေါ့နော်ရှီစုမှုသူ့ရဲ့အုံယုံမြင့်ကတော့ချင်းဆိုတဲ့အုံယုံမြင့်ရှိပါတယ်ချင်းပေါ့နော်ချင်းအဲဆိုရင်ဒီမှာရှတာရှတာခန်းကြီးနဲ့ပေါင်းလိုက်ပြီဆိုရင်ကတော့ချင်းခချင်းခချင်းခဆိုတာလည်းပဲနင်းမြုပ်တီဆိုတဲ့အတိပေးပါဒါဆိုရင်ဒီအနောက်ကဒီ ဓမ္မဓမ္မရုပေါ့နော်ဓမ္မရုဆိုရဲနှုတ်ဆက်သည်ဆိုရဲစကလုံးလေးနဲ့ပေါင်းလိုက်တဲ့အချိန်မှာကျတော့ဓမ္မရုရဲ့အုံယုံမီကကျတော့မခုရှိတာ။အိုးမခုရှိတဲ့အချိန်ကျတော့သူ့ရဲ့အုံယုံမီတစ်ခုကိုပေါင်းလိုက်တဲ့အချိန်မှာကျတော့ချင်းမခုချင်းမခုဒီချင်းမခုလေးကဒီမေဂိုဟောင်းမှာတွေ့ရတယ်ပေါ့နော်မေဂိုဟောင်းရဲ့ဒီခန်းကြီးရွေးတဲ့အချိန်မှာဒီချင်းမခုပေါ့နော်ဟီရာကနာရွေးတဲ့အချိန်မှာတွေ့ရတယ်ပေါ့နော်ဒါကြောင့်မလို့မေဂိုဟောင်းမှာတွေ့ရတဲ့စကလုံးလေးမလို့ထည့်ပေးထားပါတယ်ဒါစာအုပ်ထဲမှာတော့မပါဘူးချင်းမခုချင်းမခုဆိုတာကတိတ်ဆိတ်နေသည်ဆိုတဲ့အဓိပ္ပာယ်ပဲဒါဆိုဒီမှာကျတော့ရှီဆူမိုနင်းမြုပ်နေတာဒါကျတော့ဓမ္မရု နှုတ်ဆက်နေရဆိုတော့နစ်မြုပ်ပြီးတော့မှနှုတ်ဆက်နေဆိုတော့သူလည်းတိတ်တိတ်ဆိတ်ဆိတ်နေရပေါ့နော်နင်းနင်းမြုံမြုပ်တိတ်တိတ်ဆိတ်ဆိတ်နေရဆိုတော့အတိတ်ပဲဖြစ်သွားတဲ့ကြောင့်မလို့တို့တို့ကခုပေါက်လိုက်တဲ့ချိန်မှာလည်းတိတ်ဆိတ်ပြီးဆိုတော့တိတ်ဆိတ်နေပြီပေါ့နော်တိတ်ဆိတ်နေပြီဆိုတော့အတိတ်ပဲဖြစ်ထွက်ပါရဲ့ချင်းမခုပါဒါလေးကိုမှတ်သားစီချင်ပါလေဒါဆိုရင်အဲ့နှလုံးလေးရသွားမယ်နော်ဒါဆိုရင်နောက်ထပ်ဒီနေ့တွဲနောက်ထပ်စကားလုံးလေးရကြတော့ဒါအော်ဆာမေရုပေါ့နော်အော်ဆာအော်ဆာမေရုအော်ဆာမာရု လဲဝဲရရှိပြီးပေါ့နော်လဲဝဲရရှိပြီးအိုဆာမေရုအိုဆာမာရုသူရဲ့ဥယျာဉ်ကြီးကတော့ရှူးဆိုတဲ့ဥယျာဉ်ကြီးရှိပါတယ်ရှူးအဲဆိုရင်တော့ဒီမှာမာဝါရုထေကခန်းကြီးနဲ့ခိုင်းနဲ့ပေါက်လိုက်တဲ့အချိန်မှာပေါ့နော်မာဝါရုရဲ့ဥယျာဉ်ကြီးခိုင်းနဲ့ပေါက်လိုက်တဲ့အချိန်မှာကျတော့ခိုင်းရှူးခိုင်းရှူးဆိုရင်ပြန်သိမ့်ဒီပေါ့နော်တုံးပြီးတုံးပြီးသားပစ္စည်းတွေကိုပြန်သိမ့်ပါခိုင်းရှူးစတေကူလာစိုက်ပြီးကျတော့ဒီဒီတန်ဘူးတွေပေါ့နော်ဘူးအလွတ်တွေတောက်ပြီးသွားတဲ့ဘူးအလွတ်တွေဆိုရင်ကောက်သိမ့်ပါအဲ့လိုမျိုးပြန်သိမ့်ဒီဆိုတဲ့အသေးပင်မျိုးပါခိုင်းရှူးအဲ့ဆိုတော့ဒီမှာကျတော့ဒီ new ပေါ့နော် windy ဆိုရခန်းကြီးလေးနဲ့ပေါင်းလိုက်မယ်ဆိုရင်တော့ shoe new ဆိုရင်ကတော့ဝင်ဝေးပေါ့ shoe new ဝင်ဝေးအဲ့ဆိုရင်ဒီမှာအစမာရုနဲ့ပေါင်းလိုက်တဲ့အချိန်မှာ shoe 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 ဆိုတော့ဆုဆုဆောင်းဒီပေါ့နော်ဆုဆောင်းဒီပြီးကြတော့ဒီမှာဒီဟာလေးကကြတော့ q shoe ပေါ့နော် q shoe q shoe ဆိုတော့ဒီကကြတော့စုပ်ယူဒီပေါ့နော်စုပ်ယူဒီဆိုရခန်းကြီးလေးဖြစ်တဲ့စုပ်ဒီဆိုရခန်းကြီးလေးဖြစ်တဲ့အကြောင်းမလို့စုဥပေါ့နော်စုဒီစုခန်းကြီးလေးဖြစ်တဲ့အကြောင်းမလို့သူသူတို့နှစ်ခုအောင်လိုက်တဲ့အချိန်မှာလဲ q shoe ဆိုပြီးအတန်းထွက်ပြီးပါတော့ ထွက်ပြီးတော့စုပ်ယူသည်ဆိုတဲ့အတိတ်ပင်ဖြစ်သွားတယ်ပေါ့နော်ဒီဒီအဆာမေရုအဆာမာရုဆိုတဲ့ခန်းကြီးရဲ့အတိတ်ပင်မှာဟိုဒီစကလုံးမှာပေါ့နော်လက်ဝေရရှိသည်ပြီးတော့မှဒီစုဝေသည်ဆိုတဲ့အတိတ်ပင်မျိုးရှိတဲ့အတွက်ကြောင့်မလို့စုဆောင်သည်ဆိုတဲ့အတိတ်ပင်မျိုးရှိတဲ့အတွက်ကြောင့်မလို့ဒီမှာခန်းရှုဆိုလည်းပြန်သိမ်းသည်ရှုနီယုဝင်ဝေပေါ့နော်ဝင်ဝေဆိုလည်းဝင်ဝေကိုသိမ်းရတယ်ပတ်စံကိုသိမ်းရတယ်ဆိုတဲ့အတွက်ကြောင့်မလို့ရှုနီယုဝင်ဝေပြီးတော့ပြီးကြတော့ဒီမှာရှုရှုဆိုရင်လည်းစုဆောင်သည်ပြီးတော့ဒီမှာကျရှုပေါ့နော်ကျရှုဆိုရင်လည်းစုပ်ယူသည်ပေါ့ကျရှုစုပ်ယူသည်ဆိုတဲ့အတိတ်ပင်မျိုးဖြစ်သွားပါတယ်ဒါဆိုရင်နောက်တစ်လုံးလေးသွားမယ် နောက်တစ်လုံးကကျတော့တူနိုတူနိုဆိုပြီးတော့မှအတန်ထွက်တယ်ပေါ့နော်တူနိုတူနိုတူကကျတော့ဘယ်နေရာမှာလဲအသုံးပြုလဲဆိုတော့ဒီရင်ရင်ကျကျနဲ့ဒီဆမရဲ့နေရာမှာရင်ရင်ကျကျနဲ့ပြောချင်တဲ့အချိန်မှာပေါ့နော်ဒီအထက်လူကြီးတွေအဲ့လိုမျိုးရင်ရင်ကျကျနဲ့ခေါ်ချင်တဲ့အချိန်မှာတွေအစိုးရနဲ့ထုတ်ပြန်တဲ့တရားဝင်စာတွေမှာအနောက်မှာဒီ Mr. Mr. ဆိုပြီးတော့မှအနောက်မှာထည့်တဲ့အချိန်မှာပေါ့နော်တူနိုဆိုပြီးတော့မှတွဲတုံးတဲ့စကားလုံးလေးပါတူနိုတူနိုအဲ့ဆင်တော့ဒီမှာတူနိုဆမဆိုရင်မြို့စာပေါ့နော်မြို့ဝင်ကြီးမြို့စာအဲ့လိုမျိုးပေါ့နော်ဒီမှာဥပမာယာမာဒါ ုံမိုးဆိုတုံနိုပေါ့နော်ယာမဒတုံနိုဆိုရင်ကကြတော့ဒါယာမဒဆမပေါ့ယာမဒပုပ်ကိုကြီးပေါ့နော်ယာမဒတုံနိုပေါ့နော်ဒါဆိုရင်ဒီမှာသူရှားလေးသူ့မှာအတိတ်ပဲနောက်တစ်မျိုးရှိပေါ့နော်ဒါလေးကကြတော့စောက်အထင်းမှာတော့မပါဘူးဒါပေမဲ့သိစေချင်လို့ပေါ့နော်ဒါဒီဟာလေးပါလာလို့ရှိရင်စပွဲမှာတကယ်လို့ပါလာလို့ရှိရင်လည်းဖြေနိုင်အောင်လို့ပေါ့နော် reading တွေမှာပါလာတတ်ပါတယ်အဲ့လိုမျိုးဒီစကားလုံးလေးကအကြောင်းမလို့ထိတာပြည့်ရပေါ့နော်။ဒါလေးကကြတော့ dan ပေါ့နော် dan dan to dan to သူ့ရဲ့ဒီမှာ tono tono ဖြစ်ပေမဲ့လေဒီမှာဆိုရင် then do ဖြစ်သွားပါတော့ then do ဒါကြောင့်ရှုပ်ကိုဒူးတဲ့ဒူးမလားဆိုတော့ then do then do ဆိုတာကဟိုးအကြီးကြီးအဆောက်အဦးအကြီးကြီးခန်းခန်းနားနားစောင့်ထားတဲ့အဆောက်အဦးတွေကိုပြောတာပါတကယ်လို့ sports suit เนาะ then do ဆိုရင်ကကြတော့ဒီအကစားယုံပါတော့အကစားဟော့အဲ့လိုမျိုးပြောချင်တာပါပြီးကြတော့ဒီအကြီးရဲ့ကေးပါတော့ဒီ မြို့တော်ဝင်တွေအကြီးအကဲတွေညဆာစားတဲ့နေရာတွေအဲ့လိုမျိုးအစည်းအဝေးလုပ်တဲ့နေရာတွေအဲ့လိုမျိုးအဆောက်အဦအကြီးကြီးတွေကိုပြောချင်တဲ့အချိန်မှာဆိုရင်ဒီ Dando နဲ့တုံးပါလေ Sports Dando တိုးဆိုရင်ဒီ Sport ပေါ့နော်အကစားလုပ်တဲ့ဟောကြီးပေါ့နော်အဲ့လိုမျိုးတုံးတာပါအဲ့ဆိုရင်ဒီအတိတ်ပဲမျိုးလေးရှိတယ်ဆိုတာကိုမထိုင်ရပါပြီဒါဆိုရင်ကနောက်တစ်လုံးပေါ့နော်နောက်တစ်လုံးကကျတော့ဇိုးပေါ့နော်သူရဲ့အုတ်ယုံမိပဲရှိတယ်ဇိုးဇိုးဆိုတော့သူကကျတော့တူလောင်ဒီဆိုတဲ့အတိတ်ပဲရှိတဲ့အတွက်ကြောင့်မလို့ဒါလေးကတော့ entry မှာလည်းပါတော့ပါတယ်ပေါ့နော် အစင်းရဲ့ဒါလေးကကျတော့ rezo ကိုအေးခံအေးခံတဲ့အခန်းပေါ့နော်ရေကြီးတိတာ rezo ကိုပြီးကြတော့ဒီမှာ nine so nine so ဆိုတာကဒီခနာကိုရဲ့အသွင်းကဒီကလီစာတွေကိုပြောတာပါအဲခနာကိုရဲ့အသွင်းအင်္ကာများပေါ့နော်အသွင်းအင်္ကာများဆိုရဲ nine so ဒီအသေးတွေဥတွေပါမျိုးပေါ့နော်အဲ့လိုမျိုးအစုပ်တွေအဲ့ဒါတွေကိုကျအဲ့ဒါတွေကို nine so လို့ခေါ်ပါတယ်အသွင်းအင်္ကာပေါ့နော်ဒါဆိုရင်ဒီမှာလည်းပဲဒါလည်းပတ်စံစုတီပေါ့နော်သမဲလူစုဆောင်တီဆိုရဲအတိတ်ပင်နဲ့သူသူလည်းပဲတူလောင်နေစုဆောင်ပြီးတော့တူလောင်နေဆိုတော့ ချော့ဆိုးပေါ့နော်ချော့ဆိုးဆိုရင်လည်းတူလောင်ချင်းဆိုပြီးတော့မှအဓိပ္ပာယ်ရှိပါတယ်ချော့ဆိုးအဆိုရင်ရမယ်နော်ဒါဆိုရင်နောက်တစ်လုံးကကျတော့နောက်တစ်လုံးကကျတော့ဟီတိုရှိပေါ့နော်ဟီတိုရှိဟီတိုရှိဆိုတော့အဓိပ္ပာယ်ကကျတော့ညီမြတော့ဟီတိုရှိပေါ့နော်သူ့ရဲ့ဥယျာဉ်မြေတွေကကျတော့နာတိုပေါ့နော်နာတိုပြီးတော့တိုးဆိုပြီးနှမျိုးရှိပါတယ်နာတိုရဲ့တိုးရဲ့ပေါ့နော်တကယ်လို့ဗားရီဒီနေ့ဒီနေ့ကကျတော့ဈေးသွားတယ် ဒီပစ္စည်းဒီပစ္စည်းပါတာအတိအနံတွေဆိုရင်လည်းအများကြီးပေါ့နော်လိမ္မော်တီငပြောတီပန်တီနတ်တို့ပေါ့နော်အဲ့ဒါတွေကိုဝေခဲ့တယ်ဆိုပြီးတော့မှစစတီတို့ကိုဝေခဲ့တယ်ဆိုပြီးပြောချင်တဲ့အချိန်မှာဒီနတ်တို့ပေါ့နော်နတ်တို့ကိုတွေးသုံးပါတယ်ဒါဆိုရင်ဒီမှာဥယေခန်းကြီးနဲ့ဥယေခန်းကြီးတွေကဥယောင်ပြီးဂျောနဲ့ပေါင်းလိုက်တဲ့အချိန်မှာကျတော့ဂျောတို့ဂျောတို့တို့ပေါ့နော်ဂျောတို့ဆိုရင်အထက်တန်းကြတော့အကောင်စားဖြစ်တော့ပေါ့နော်အဲ့ဆိုရင်ဒီမှာ ခိုးတိုကခိုးခိုးတိုကခိုးဆိုရင်ကတော့အထက်တန်းအကြောင်းခိုးခိုးနဲ့အတူတူပါပဲခိုးတိုကခိုးအထက်တန်းအကြောင်းပေါ့နော်သူကကျတော့ဟီတိုရှိညီမြတော့ညီမြတော့ပြီးတော့ဒီကြတော့စာဒီတို့ဆိုရင်နတ်တို့ပြီးကြတော့တိုးဆိုရင်ကတော့တိုးနဲ့တွဲသုံးမယ်ဆိုရင်ကတော့ဒီအထက်တန်းကြတော့အထက်မှာရှိနေတယ်အရာအဲ့လိုမျိုးကိုတွဲသုံးချင်တဲ့အချိန်မှာကျတော့တိုးနဲ့တုံးပြီးကြတော့ဒီစာဒီတို့လို့ပြောချင်ရင်ကကျတော့နတ်တို့ပေါ့နော်ပြီးကြတော့ဟီတိုရှိဆိုရင်ညီမြတော့ဒါဆိုရင်ဒီလောက်လေးပထမဆိုရင်ကတော့ဒီစကားလုံးလေးရမယ်လို့ထင်ပါတယ်ဒါဆိုရင်နောက်တစ်လုံးကကျတော့ ချောပေါ့နော်သူကကျတော့ဥယျာဉ်ကြီးကချောရှိတယ်ခွင်ယုံကြီးကျတော့ဣတတခိပေါ့နော်ဣတတခုဣတတခိဒါကျတော့ခွင်ယုံကြီးပေါ့နော်လက်ခံရရှိပြီဆိုတဲ့အသေးပေမျိုးဒါဆိုသူ့ကိုချောနဲ့တွဲသုံးမယ်ဆိုရင်ကတော့ထိတ်ဆိုတဲ့အသေးပေရပါတယ်သူရဲ့ဥယျာဉ်ကြီးချောကကျတော့ထိတ်ပေါ့နော်ထိတ်ဆုံးမှာရှိတော့ထိတ်ဆုံးပေါ့နော်အဲ့လိုမျိုးအသေးပေရှိပါတယ်ဒါဆိုရင်သူရဲ့ခွင်ယုံကြီးကကျတော့ဣတတခိပေါ့နော်ဣတတခုလက်ခံရရှိသည်အဲ့ဆိုရင်တော့ဒီမှာကျတော့ချောနဲ့ပေါက်လိုက်မယ်ဆိုတော့ချောတန်ချောတန်ဆိုတော့တန်ကအမတ်မလားဆိုတော့အမြင့်ဆုံးမတ်ပေါ့နော်အမြင့်ဆုံးထိတ်ဆုံးဒီ အထုအထိတ်ပေါ့နော်အထုအထိတ်ကိုပြောချင်တာချော်တန်အဲ့ဆိုရင်ဒီမှာလဲချော်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 ဆိုရင်လဲတောင်ထိတ်တောင်ရဲ့ထိတ်ဆုံးပေါ့နော်အဲ့လိုမျိုးကိုပြောချင်တဲ့အချိန်မှာလဲချော်ချော်အဲ့ဆိုရင်ဒီမှာဆန်းချော်ဆန်းချော်ဆိုတာလဲတောင်ထိတ်ပေါ့နော်ဒါတွေကတော့စအောင်မှာမပါဘူးဒါပေမဲ့လဲဒီအထုအထိတ်မှာရှိတယ်ဆိုတော့အထိတ်ပဲရှိတယ်ဆိုတာကိုသိစေချင်လို့ပေါ့နော်ဒီချော်ချော်နဲ့ဆန်းချော်ကိုထည့်ပေးထားရပေါ့နော်ဒီဆန်းချောကမပါဘူးပေါ့ချောချောကတော့စအောင်မပါဘူးပေါ့နော်အဲဆိုရင်ဒီချောတန်းကချောတန်းကကြတော့အမြင့်ဆုံးထိတ်ဆုံးအထုအထိတ်ဖြစ်ပြီးတော့မှချောချောလည်း တောင်ထိပ်ပဲဒီစမ်းချောလဲတောင်ထိပ်ပဲပေါ့နော်တောင်ထိပ်ဆိုတဲ့အသိပ္ပယ်မျိုးရှိတဲ့စကားလုံးလေးပါဒါဆိုရင်နောက်တစ်လုံးကကြတော့ဆေမေလူပေါ့နော်ဆေမေလူအပြစ်တင်သည်ဆေမေလူအပြစ်တင်သည်သူ့ရဲ့ဥယောမီကကြတော့ဆေခိပေါ့နော်ဆေခိဆိုတဲ့ဥယောမီရှိပါတယ်ဒါဆိုရင်တော့ဒီမှာဒီဒီစကားလုံးလေးကဒီအောက်ကမခါဆေးလူပေါ့နော်မခါဆေးလူတာဝန်လွဲအပ်သည်ဆိုတဲ့ စကလုံးလေးနဲ့တွဲလိုက်မယ်ဆိုရင်ကတော့သူကကျွန်တော်ဆေခင်းနီပေါ့နော်ဆေခင်းနီတာဝင်ဖြစ်ပြီးတော့မှဆေခင်းနီရှာဆိုတော့တာဝင်ယူတဲ့သူပေါ့နော်ဆေခင်းနီရှာတာဝင်ယူခဲ့ယူတဲ့သူပေါ့နော်ဆေဆေခင်းနီရှာဟုတ်ပြီနော်ဆိုရင်နောက်ဒီမှာဒီဆေခင်းနီတဲ့နင်းရဲ့စကလုံးလေးကကျွန်တော်သူ့ရဲ့ခွင့်ရုံးကြီးကကျွန်တော်မခါဆေးလို့မခါဆေးလို့တာဝင်လွေအပ်ဒီမခါဆေးလို့တာဝင်လွေအပ်ဒီသူ့ရဲ့ဥယျာဉ်ကြီးကကျွန်တော်ဒီမှာတွေးတုံးသွားတဲ့ဆေခင်းနီလို့တွေးတုံးသွားရပါလားအဲကြောင့်မလို့သူ့ရဲ့ဥယျာဉ်ကြီးကနင်းပေါ့နော်နင်းရှိရဲအဲဆိုရင်တော့ဒီမှာ ဒီအရှိကခတ်စုကုပေါ့နော်ခတ်စုကုခန်းဒီဆိုတော့တာဝန်ထမ်းဆောင်ဒီဆိုတော့သကလုံးနဲ့ပေါင်းလိုက်တဲ့အချိန်မှာကျတော့ဒီခတ်စုကုမှာကျတော့ဥယျာဉ်ကြီးတန်းရှိရမလားအားကြောင့်မလို့သူတို့နှစ်ခုပေါင်းလိုက်တဲ့အချိန်မှာကျတော့တန်းနိတန်းနိတာဝန်ခံဆရာအတန်းပိုင်းဆရာပေါ့နော်အတန်းပိုင်းဆရာတန်းနိဟုတ်ပြီနော်ဒါဆိုရင်ဒီအောက်ဆုံးတစ်ယောက်နောက်ဆုံးသကလုံးလေးကကျတော့မခဲလူရှုံးနေပြီဒါလေးကတော့ entry မှာကလေးကတိပြီပေါ့နော်ဒါပေမဲ့ entry မှာကျတော့ marketu ပဲတိခဲ့တာကိုဥယျာဉ်မီမတိခဲ့ဘူးအဲဆိုရင်တော့ဥယျာဉ်မီကကျတော့သူ့စီမှာဥယျာဉ်မီကကျတော့ food ဆိုတဲ့ဥယျာဉ်မီရှိပါတယ် food ပေါ့နော် market လို့ပြီးကျတော့နောက်တစ်ခုခွဥယျာဉ်မီကကျတော့ o u ကျော်ပိုးဒီထန်းဒီဆိုတဲ့ဟာပေါ့နော် o u ကျော်ပိုးဒီထန်းဒီဆိုတဲ့ o u လည်းရှိပါတယ် marketu ဆိုရင်ကကျတော့ရှုံနေဒီ o u ဆိုရင်ကကျတော့ထန်းဒီပေါ့နော်ထန်းဒီအဲဆိုရင် marketu နဲ့ဒီခုနကတော့ဒီအရှိကခဆုကူဆိုတဲ့ထန်းဒီဆိုတဲ့အတိတ်ပင်မျိုးကိုပေါင်းလိုက်တဲ့အချိန်မှာလည်းပဲဒီ market လို့ရှုံနေဒီရဲ့ အတိတ်ပင်မှာကိုအိုဥဆိုရင်ကသန်းနီးဆိုတဲ့အတိတ်ပင်ရှိတဲ့အတွက်ကြောင့်လို့သန်းတင်တစ်ခုကိုပေါင်းလိုက်တဲ့အချိန်မှာကျတော့ဝင်ထုတ်ဝင်ပိုးဖြစ်သွားပါတော့ဝင်ထုတ်ဝင်ပိုးကိုသန်းဆောင်ပြီးပြီးကြတော့နောက်အတိတ်ပင်တစ်မျိုးကကျတော့အကုံအကြခံတယ်ပြီးတော့မှတောင်ဝင်အကြီးကြီးတွေပေါ့နော်သန်းဆောင်ပြီပေါ့နော်သန်းဆောင်တယ်အရေးကြီးတဲ့တောင်ဝင်တွေကိုသန်းဆောင်ပြီးတောင်ဝင်အကြီးကိုသန်းဆောင်ပြီးပြီးတော့အကုံကြခံပြီးဆိုတဲ့အတိတ်ပင်မျိုးဖြစ်သွားပါတယ်ဆိုရင်တို့တို့ရဲ့အတန်ထွက်ကျတော့ဖူဒန်ပေါ့နော်ဖူဒန်ဖူဒန်ပေါ့နော်ဝင်ထုတ်ဝင်ပိုးပြီးကြတော့အကုံကြခံပြီးဒီတစ်ခါဆေးစစ်တဲ့ဇေယျကကျတော့ ကုမ္ပဏီဘက်ကအကုန်ကြခံပါပါအဲ့လိုမျိုးနေရာမှာတွေ့သုံးနေပေါ့နော်ဒါဆိုရင် food den ရမယ်နော် market လို့ရှိမယ်သူရဲ့ခွင့်ရောင်းမြာ market လို့ပြီးကြတော့ OU ဆိုတဲ့ကျော်ပိုးဒီသန်းဒီဆိုတဲ့စကလုံးလေးရှိပြီးကြတော့မှအဲ့ဒီ OU အသစ်ပင်နဲ့ယူပြီးတော့မှဒီမှာ food den ဆိုရင်ကကျတော့ဝင်ထုတ်ဝင်ပို့တော်ဝင်ထမ်းဆောင်ဒီအကုန်ကြခံပြီးဆိုပြီးတော့မှအသစ်ပင်ဖြစ်သွားတယ်ပေါ့နော်ဒါဆိုရင်ဒီဈေးလုံးလေးရမယ်လို့ထင်ပါတယ်